မြမမြေပေါ်မှာဂျားကန်စစ်ပွဲ proxy war တွေဖြစ်လာတော့မလားလို့ကူပန်လာကြပါတယ်။ကမ္ဘာနိုင်ငံကြီးတွေက နိုင်ငံငယ်လေးတွေရဲ့မြေပေါ်မှာသူတို့ရဲ့နိုင်ငံရေးဩဇာနဲ့စီးပွားရေးအကျိုးမြတ်တွေအတွက်အားပြိုင်မှုတွေကိုနီလန်ပေါင်းစုံနဲ့လုပ်ကြတာမှာဂျားကန်စစ်ပွဲဆိုတာနီလန်တစ်ခုသာဖြစ်ပါတယ်။မြမအရေးမှာတော့ပါဝါကြီးတဲ့တရုတ်၊အမေရိကနဲ့ရုရှားတို့အပြင်အင်အားကြီးတဲ့အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်တို့ပါပါဝင်တဲ့ ဂျာဂန်စစ်တခု ဖြစ်လာတော့မယ်လို့ပြောဆိုလာကြတာပေါ့မင်္ဂလာပါ ကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာက PBS စပရင်မှာဖော်ပြထားတဲ့ဆောင်းမရှင်မတ်တီရာစံကြောင်းရဲ့ဂျာဂန်စစ်တဲလားဆိုတဲ့ဆောင်းပါဖြစ်ပါတယ်တကယ်တော့ဂျာဂန်စစ်ဟာ ဖြစ်နေတာကြာပြီလို့တောင်ဆိုရမလို့ပါမြန်မာဟာ နိုင်ငံငယ်ယုံတာမကခွန်အားရှိတဲ့ခေါင်းဆောင်ကိုလည်းမစုပ်ကင်ထားနိုင်တဲ့ အချိန်အခါအခြေအနေမှာရှိနေတာဖြစ်ပါတယ်။ဒါပြင်ကိုပိုင်မူဝါဒရည်လို့အခိုင်အမာမရှိဘဲအာနာမစိတ်ကိုကျိုးစည်းပွားရှည်တန်းတင် စိတ်နဲ့ပြည်သူပေါ်ဘိုးကျဆိုးမိုးကျင်သိဒ္ဓါရှိကြတဲ့စေကောင်းဆောင်တွေကြောင့်လည်းအင်အားကြီးနိုင်ငံတွေပိုပြီးတော့ထဲထဲဝင်ဝင် ပါဝင်လာစေပါတယ်။ဆရာနာရှင်ကြာဆုံးစေဖို့ဆိုပြီးစီဝါရေးပိတ်ဆို့မှုတန်ခတ်ရေးယူမှုတွေကိုအမေရိကကလှုပ်တော့ ရုရှားစီကစည်ရည်နဲ့နီးပညာဆိုင်ရာအကူအညီတွေယူနေတဲ့စေယုတ်စုကတရုတ်စီကနေစီးပွားရေးယင်းနည်းမြုံနယ်မှုအကူအညီတွေကိုလက်လွတ်မခံရအောင်ပြည်တွင်းတယံဇာတတွေနဲ့ညားပါတယ်။ကမ္ဘာမှာတိတ်ခါလက်ရှိငွေကြေးလဲကျွေဝါတဲ့အမေရိကနဲ့အနောက်ဒီမိုကရေစီနိုင်ငံတွေကတော့စေယုတ်စုကိုစန့်ကျင်မဲ့ဒီမိုကရေစီအင်အားစုတွေကိုဒီမိုကရေစီရေးဖရယ်ရေးမီဒီယာလူရပိုင်ခွင့်အရေးတွေနဲ့ပတ်သက်ပြီး ပို့ချထောက်ကူကြပါတယ်။အမေရိကကိုအဆုံးထိတိုက်မယ်လို့ဟောနေတဲ့တရုတ်ရဲ့မဟာဗျူဟာထဲမှာထိုင်ဝမ်ကိုကင်တွယ်မဲ့ဗျူဟာကိုတေချာပြန်ဖက်ကြည့်အောင်ပါ။အများလက်ခံနိုင်လောက်တဲ့နျူကလ িয়ার ကန့်သက်ရေးအစီအစဉ်ကိုနောက်ခံပြုထားတဲ့ကွက်ပြည့်နယ်စုံတရင်အချက်လက်စစ်ပွဲအခင်းကျင်းအောက်မှာတမယိုးကျစစ်ပွဲကို ပုံစံတင့်နဲ့ဇင်းနှွဲရေးတဲ့ဒါဟာ ထိုင်ဝမ်ရေတခုတည်းအတွက်ချမှတ်ထားတဲ့မဟာဗျူဟာမဟုတ်ဘူးဆိုတာကိုလာရှိုးအတွေ့အကြုံကသက်သေခံနေပါပြီ။ရှမ်းမြောက်မှာတမယိုးကျစစ်ပွဲကိုပုံစံအစ်စ်နဲ့တိုက်သွားတာတရုတ်လို့ဆိုရပါမယ်။အဲ့ဒီပုံစံအစ်စ်စစ်ပွဲအတွက်နဂါကြီးက M3 လုံးလို့ခေါ်တဲ့လူလက်နက်ငွေတွေတဲကအစိပ်ပိုင်းအချို့ကိုညီလာတွေ့တွေ့နဲ့ရင်းနှီးပြုံတံခဲ့ပြီးတော့တမယိုးကျစစ်တိုက်ဖို့ကတော့ ဂိုကန်တန်နဲ့ပူပေါင်းတော်လှန်ရေးအင်အားစုတွေကလုပ်ခဲ့တာလို့ဆိုနိုင်ပါတယ်။တကယ်တော့တရုတ်ရဲ့ဆွဖက်မှုဆိုတာကိုလာရှိုးနမူနာနဲ့ပြောတဲ့အခါတော်လန်ကြီးလှိုင်းကိုစီမျောခဲ့တဲ့ဝက်ကန်တပ်ဖွဲ့တွေကိုပဲမြင်သာကြပါတယ်။ဒါပေမဲ့တရုတ်ကွက်ပြည့်နေစုံနင်းပြီးတော့မြမရေးမှာပတ်သက်နေတာအခုမှမဟုတ်ပါဘူး။နိုင်ငံကြီးလှိုင်းကြီးလေထန်တာတွေရှိမှရှိပေါ့။ ဂျာမနီမှာရောက်နေတဲ့တရုတ်ကထွက်ပြေးလာသူလှုပ်ရှားတက်ကြွသူလူငယ်တယောက်နဲ့စကားလက်ဆုံးကြခဲ့ပူပါတယ်သူကယူကရိန်းပါလက်စတိုင်းအရေးတွေမှာလည်းကမ္ဘာလူငယ်တွေရဲ့နိုင်ငံရေးလိုင်းနဲ့အတူစံတက်နေသူပါသူကမြမအရေးကိုလည်းစိတ်ဝင်စားပြီးတိုင်းနယ်ဇက်ဘက်ကိုသွားကမြမတော်လန်ရေးလူငယ်တွေနဲ့ရောတခြားနိုင်ငံရေးသမားတွေကိုပါပြေဆုံးခဲ့ပါတယ်အဲ့ဒီကပြန်မေးလာတဲ့မေကွန်က မြမလူငယ်တွေနဲ့တကြွလှုပ်ရှားသူတွေကြားမှာကွန်မြူနီဝါဒဟာဘာဖြစ်လို့ဒီလောက်တောင်ရေပန်းစားနေတာလဲအရင်ကတည်းကဖြစ်နေတာလားအခုအာနာသိမ့်ပြီးမှ ဖြစ်တာလားငါတို့တရုတ်ပြည်မှာတောင်ကွန်မြူနီဝါဒနဲ့ပတ်သက်ရင်လူလူကစိတ်ဝင်စားတော့ဘူးလေ CCP ကိုကြည့်မရတာလေပါတာပေါ့ငါတို့တရုတ်လူလူကန်စားနေရတာတွေမှာ CCP ရဲ့တရားမှုတွေဟာတရားခံဆိုတာမတိကြတာလားဆိုတာပါပဲ ဒီတော့မှသူ့ကို ရှင်းပြရပါတယ်မြမမာလဲဆိုရှယ်လစ်အမေရိကန်စစ်အာဏာရှင်ကိုတိုက်ခိုက်ခဲ့တဲ့တမိုင်းတစ်လျှောက်လူမျိုးစုဝါဒအခြေမခံပဲနိုင်ငံရေးမူဝါဒကိုအခြေခံခဲ့တဲ့ဗမာပြည်ကွန်မြူနစ်ပါတီဆိုတာလူထုလူဒန်းစားအသီးသီးကြားမှာရော လူမျိုးစုအသီးသီးကြားမှာပါထိုးပေါက်နိုင်ခဲ့ကြောင်းမဆာလာဆိုရကိုဘာကဘတွေတော်လန်ခဲ့ရမှာဆိုရှယ်လစ်ကွန်မြူနစ်ဝါဒရေးရအငင်းခုန်ထက် အာနာရှိအာနာမဲ့ပရိပခအတွင်ဘက်ကိုပို့ပြီးရောက်ခဲ့ကြောင်းလူလူကြားမှာကုမျိုးနဲ့သဘောတရားကစမဝင်ခဲ့ကြောင်းကိုဖာသားတော်မတီးလိုက်ပဲနဲ့လူတယောက်ဟာဘာကပါရဲ့ဆက်တဆဲဖြစ်သွားနိုင်ခဲ့ကြောင်းအပတ်မှာလဲဆိုရှယ်လစ်ကွန်မြူနစ်ဆိုတဲ့ကွဲပြားမှုသာရှိပေမဲ့အမေရိကပေါ်မွန်ဒီအထင်သေးတာမှာတော့တက်ညီလက်ညီရှိခဲ့ကြောင်းအမေရိကဟာမြန်မာဆိုရှယ်လစ်ကွန်မြူနစ်တွေအတွက်ပုံရံသူဖြစ်ခဲ့ကြောင်း ဗီယက်နမ်စစ်မှာမဆာလာဝါရဖြန့်ချီရေးတွေတိတ်အားမဆိုင်ရလိုက်ရအောင်ဘာကာဘဆဲတွေကအမှုပညာအားနဲ့ပါအမေရိကစန့်ကျင်ရေးကိုစွန့်ကြီးလောင်းခဲ့ဘူးချောင်းဒါကြောင့်ဒီဘတ်စပ်ဖတ်မှုကိုလက်မခံကြောင်းစစ်တပ်ကဝါရဖြန့်တဲ့အခါအမေရိကနဲ့နောက်ဒီမိုကရေစီနိုင်ငံတွေကိုဆိုလိုတာတက်တက်ဖြစ်ကြောင်းစစ်တပ်နဲ့ကာလရှည်ကြာမဟာမိတ်ဖြစ်ခဲ့တဲ့ရုရှားကိုအဆလာဆိုရာကဒီဘတ်စပ်ဖတ်မှုလို့မဆိုလိုသလို့ CCB နဲ့အတူယက်တီခဲ့တဲ့ဘာကပလည်းတရုတ်ရဲ့ဆွတ်ဖက်မှုဆိုတဲ့အုံနှုံမျိုးကိုလက်ရှောင်ခဲ့ကြောင်းဆိုတဲ့နောက်ခံကိုရှင်းပြခဲ့ပါတယ်။ဒါပြင်အစောပိုင်းကာလတွေမှာတော့ဘာကပကလွဲရင်ကြာလက်နက်ကင်အစုဖွဲ့တွေဟာတန်းတူညီမျှမှုတိုက်ပွဲဝင်နေတာမှို့လို့ဆိုတာလူမျိုးစုအခြေခံစုဖွဲ့မှုကိုပိုပြီးအထက်ခဲ့ကြကြောင်းနိုင်ငံရေးသဘောတရားရေးရမှာလဲဖရယ်လို့ဆိုကြပေမဲ့ ဒီမိုကရေစီဆိုတာကိုမပြောခဲ့ကြကြအောင်1988လူထုတော်လှန်ရေးဖြစ်လာတဲ့အခါကျမှဒီမိုကရေစီဆိုတဲ့သဘောတရားဟာလူထုကြားမှာရောလူမျိုးစုလက်နက်ကင်တွေကြားမှာပါစတင်ဝင်ရောက်လာတဲ့အတွေးအမြင်ဖြစ်ခဲ့ကြောင်း1988လှုပ်ရှားမှုကအာဆာလဆိုရပြုတ်ကျရေးမှာမရက်ပဲဒီမိုကရေစီရေးလို့ကြွေးကြော်တဲ့အခါလက်နက်ကင်ဒေါ်လာရေးအစုဖွဲ့အစ်စ်အနေနဲ့ AV အတ္တီကြောင့်သာတမတော်ဟာလူမျိုးကို အချိန်မခံဘဲပေါ်ထွက်ခဲ့ကြောင်းဒါပေမဲ့အကြောင်းအကျောင်းတွေကြောင့် AV အတ္တီအဟာအင်အားမရှိမရက်တည်နိုင်တော့ဘဲဖြစ်ခဲ့ရကြောင်းတစ်ဖက်မှာတော့ဘာကားပါအနေနဲ့ရက်တည်မရတော့အောင် အနေထားကိုနဝတနာဖာကအာထုတ်ခဲ့ပြီးတဲ့နောက်မှာလူမျိုးစုအခြေခံလက်နက်ကိုင်အစုဖွဲ့တွေဟာအရေးအတွက်တွေများတစ်ထက်များလာခဲ့ကြကြောင်း ဒီမိုကရေစီရေးကိုအကျွမ်းတဝင်မရှိခဲ့တဲ့အဲ့ဒီဖွဲ့တွေဟာဖက်ဒရယ်ရေးကိုအကျွမ်းဝင်အောင် အားထုတ်ခဲ့ကြပြီမဲ့ CCP နဲ့သူ့ရဲ့တပ် PNA တို့ကတော့အစဉ်အဆက်အကျွမ်းဝင်ခဲ့ဘူးကြကြောင်းတမိုင်းချောင်းကိုလည်းရှင်းပြဖြစ်ပါတယ်။အဲ့ဒီချိန်ဟာဆိုဗီယက်ပြိုကွဲတော့မဲ့အချိန်တရုတ်မှာပါတည်ရမှန်ရင်ပြင်လှုပ်ရှားမှုတွေပေါ်ပေါက်ခဲ့တဲ့အချိန်မှာပေါ့။ ဆိုရှယ်မစ်အစစ်အစိုးရကိုမုံတီးပြီးစန့်ကျင်သူတွေအတွက်နိုင်ငံရေးဆိုတာမှဒီမိုကရေစီကိုလည်းမြေကိုမတိတတိအချိန်လို့ဆိုရပါမယ်။တိုက်ခန့်တော်လှန်သူတွေရဲ့ပုံရိပ်တွေဟာလည်းကွန်မြူနီသဘောတရားတွေနဲ့ထွေရောစက်တင်ဖြစ်ခဲ့တာမဆာလာတသက်လည်းရှိခဲ့တဲ့အချိန်ပေါ့။တရုတ်မှာလူလူကအပြောင်းလဲကို တောင်းဆိုချိန်မှာ လူလူစိတ်ကြိုက်အဖြစ်မခံရအောင်ဆိုပြီးအစိုးရကပဲ သူ့ရဲ့မူဝါဒတွေကိုအတိပါမခံတဲ့အုပ်ချုပ်ရေးနဲ့ စီဝါရေးအပြောင်းအလဲတွေစလုပ်ခဲ့ပါတယ်။မြန်မာမှာတော့စစ်ဆိုးရတဲ့ဟာမဆာလာနဲ့တူဆိုရှယ်လစ်မူဝါဒကိုသတိလိုက်ပြီးတော့လူ့လူ့အကြိုက်ဟောဟာရကို ကောက်မွေးစားခဲ့တာပေါ့။ခင်မီဖွံ့ဖြိုးတိုးတက်ပြီးစီကံပြေဝတဲ့ဒီမိုကရေစီကိုပေါ်ဆောင်ပေးမယ်ဆိုတဲ့လမ်းပြမြေပုံကြီးကိုပြင်သွင်းလာတဲ့အထိလေ။တစ်ဖက်မှာလည်းအမေရိကဟာမြမလူတို့ခေါင်းဆောင်စစ်ဆိုးရကိုချင်းချောက်နိုင်စွမ်းရှိတဲ့အတိုက်ခံဖြစ်သူ တောင်ဆန်းစုကြည်ကိုဒီမိုကရေစီအင်ကွန်အဖြစ်လိုလိုလားလားပုံဖော်တွန်းတင်လာပါတယ်။ကမ္ဘာမှာလည်းဒီမိုကရေစီ လိုင်းလုံးကြီးကပြင်းထန်လာပြီးဘာလင်တိုင်းတွေပြိုဆိုရှယ်လစ်ရုရှားကြီးအားနဲ့ကွန်မွန်နစ်တရုတ်ကြီးကနိုင်ငံရေးထက်စီးပွားရေးကို မောင်းတင်ဆိုတဲ့အနေအထားဖြစ်နေပါတယ်။ဒီတော့မြန်မာလူငယ်တွေဟာဒီမိုကရေစီရေးကိုအကြမ်းဝင်ဖို့အပတ်တကုတ်ဂျိုးပန်းလာရကအဆလာအပြုတ်မှာဘာကပအလုံးမဖြစ်လာခဲ့တော့ပါဘူး။လူငယ်တွေက ဘာမှမသိဘဲနဲ့စစ်တပ်ဝါဒဖြန့်တဲ့အတိုင်းကွန်မြူနစ်ကိုကြောက်နေကြတာအမေရိကဝါဒဖြန့်တဲ့အတိုင်းဒီမိုကရေစီကိုအော်နေကြတာကွန်မြူနစ်ကောင်းလားဆိုလားသိချင်ရင်ကွန်မြူနစ်တွေအုပ်ချုပ်တာတစ်ခါလောက်ခံကြီးကြအောင်လို့ပြောချင်တယ်လို့ကွန်မြူနစ်အနွယ်တော်တယောက်ကပြောတာကိုကြုံခဲ့မှုပါတယ်ဒါပေမဲ့အကပါဟာမြေပေါ်ပါတီအဖြစ်မရက်တည်ခဲ့တော့ပါဘူးမြန်မာဒီမိုကရေစီလှုပ်ရှားမှုလှိုင်းလုံးကြီးကကြီးထွားလာတာနဲ့အမျှ ြည်ရင်းကွန်မြူနီအတိုင်းဝိုင်းဟာပြည်သူအာဏာအသုံးကနေပြည်သူဒီမိုကရေစီအသုံးကို ပြောင်းလဲသုံးစွဲခဲ့ပါတယ်။အဲဒီလိုပဲအမေရိကနဲ့အနောက်ကမ္ဘာက Federal အရေးလူနည်းစုအရေးတွေကိုပို့ချတဲ့အခါမှာလူနည်းစုအစုအဖွဲ့တွေအပါအဝင်အချို့နိုင်ငံရေးသမားတွေဟာလူမျိုးစုစကားနဲ့စစ်ချခံယူခဲ့ကြပုံရပါတယ်။ဘာကြောင့်လဲဆိုတော့အာဏာသုံးချက်ခွဲဝေရေးဆိုတဲ့ဒီမိုကရေစီနဲ့အကျွမ်းမဝင်ခဲ့ကြပဲ အကျွမ်းမဲ့အာနာအယူဆကိုသာနားကြီးဝစီရီဝခဲ့တာကြောင့်ဆိုရမှာပါဒါကြောင့်မြမမြေမှာဆရာနာရှင်တောင်မကလူလူကပါကွန်မြူနစ်30ရောလူမျိုးစုနိုင်ငံရေး30ရော6ရောခြောက်တာကိုတိတိချင်းနဲ့မတိကလူနေနေကြတာပေါ့တရုတ်ရဲ့စီဝါရေးကိုကျိုးရှာမှုကြီးကအဲ့ကိုတိတာဖြင်ရှားလာတဲ့အခါမှာတော့တရုတ်စန့်ကျင်ရေးစိတ်ခံစားချက်တွေယုံထလာခဲ့ကြပြန်ပါတယ် 2017 2022ကာလမြန်မာနိုင်ငံရေးမှာအခင်းကျင်းသည့်ဖြစ်လာတဲ့အခါဦးဆုံးအခက်ကြုံရသူကတရုတ်ပါပစ်စုံဆဲစီမံကိန်းစတင်ကန်းကွက်မှုတွေအချိန်ရလာတဲ့အခါတရုတ်စန့်ကျင်ရေးကိုပါလူလူကပြောဆိုလာခဲ့ပါတယ်မူလလဟောင်းဝါရဖြန့်ချီရေးကျန်းကျေကြတဲ့စရုပ်စုဟာခင်မီဆိုရှယ်မီဒီယာကိုလည်းရင်းနှီးမြှုပ်နှံထားပြီးပြီးဟုတ်ဒီအခက်အခဲကိုခါတိုင်းလိုပဲမျက်လှည့်သုံးပြီးဖြေရှင်းနိုင်ခဲ့ပါတယ် ချောင်းမီမော်တန်တွဲ669အမျိုးဘာသာသာသနာရိုဟင်ဂျာဘင်ဂါလီဆိုတဲ့ဆူနာမီကြီးပေါ်လာတော့တရုတ်စန့်ကျင်ရေးဆိုတာ အတန်မှိန်နဲ့အဆင့်တောင်မကတော့ပဲပြောက်ကို သွားတာပေါ့။တဘာဝဓာတ်မှွေပိုက်လိုင်းကြီး AACC ပြေးသွားတဲ့အခြေဆိုပါတော့2021အာနာသိမ့်ပြီးနောက်ပိုင်းအရေးကိစ္စတွေကိုကြည့်ရင်လူငယ်တွေဟာစစ်ကောင်စီကိုမကျင်နဲ့လို့လက်နက်ကင်တိုက်ပွဲ ဝင်ခဲ့ပေမဲ့နိုင်ငံရေးအရအသေးစိတ်တွေးတော်ပြီး ကိုပူးပေါင်းမဲ့လက်နက်ကင်အစုအဖွဲ့ကိုရွေးချယ်ခဲ့ကြတာမျိုးမရှိပါဘူး။စည်ရက်တက်တက်မလုပ်ကြပဲနိုင်ငံရေးသဘောတရားတွေနားလည်ရအောင် လေ့လာကြမယ်ဆိုတဲ့အခါဘလို့သဘောတရားတွေကို ပို့ပြီးစိတ်ဝင်စားကြလိမ့်။ချိကြပြီးတော့လေ့လာကြတယ်လေဆိုတာကတော့သူရည်တနာလှုပ်ထားမှာပဲကိင်္ဂဏန်းနဲ့ပြောနိုင်မှာပါ။တရုတ်ကွန်မြူနစ်ပါတီ CCP မှာပြည်သူ့လွတ်မြောက်ရေးတပ်မတော် PNA ရှိသလိုမြေဥတော်လန်ရေးတွင်မှလည်းပြည်တွင်းဖြစ်ပြန်အေးစုဖွဲ့နိုင်ခဲ့ပါတယ်။ ချို့တွေကပေကျင်းထိတင်တန်းတောင်သွားတက်ခုရဲဆိုတဲ့သတင်းလည်းရှိပါတယ်။ညီဘောပါတီဖြစ်မရက်တည်ခဲ့တဲ့ဘာကပဟာလည်းဘဲလံဘဲအတွင်နဲ့ဘလို့စုဖွဲ့နေမယ်ဆိုတာကိုအတိအကျမသိရင်သာရှိမယ်။သူအပြောက်ွယ်သွားဘူးဆိုတာကိုတော့ခံစားသဘောပေါက်မိနိုင်ကြမှာပါ။ဒါတွေကြောင့်လည်းနေဦးဒေါ်လန်ကြီးဟာစကားဆာကိုဖြုတ်ချပြီးကမှပြည်သူဒီမိုကရေစီဆိုတာကွန်မြူနတီဝါဒကိုရှိုင်နဲ့အရွေမျိုးချစ်သွားမလားဆိုပြီး တရုတ်လူငယ်ကမျိုးကုန်ထုတ်တာပါ။ဒါကြောင့်အာရှကိစ္စကြားမှတရုတ်ရဲ့ပုံစံတစ်နဲ့အမျိုးကြစစ်ကိုမြင်ရတာကိုအမတ်ယူသိမှာဘူး။နဂါကြီးကအိုးပြစ်ဆက်ဆက်မှကလေးကပြင်ပြောင်းပြီးကိန်းအောင်နေတယ်လို့အိမ်မောင်းရင်ကြမနေခဲ့ပါဘူး။ခုမှနိုးထလာပြီးအပြင်းရန်နေတာလည်းမဟုတ်ရပါဘူး။ CCP ရောရှီကျင်းဖင်အစိုးရနဲ့ပါရန်သူဖြစ်နေတဲ့တရုတ်လူငယ်တယောက်ကတောင်ဒီလိုအနေထားတွေကိုတွေ့ရှိသိမြင်နေတာမို့ ပြန်ရဆိုင်ထောက်လန်းနေကြတဲ့ရုရှား၊အမေရိကား၊အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်တို့ကတီထားတန်တွေလည်းတီထားကြမှာဖြစ်ပါတယ်။ဒီလိုဘက်ကလည်းမအိမ်မနေလိလာမှုတွေရှိနေမှာပါပဲ။ဒါတော့ဂျာဂန်စစ်ကို ပူပန်ကြရဲဆိုရမှာမိသားပင် ဖြစ်မှာကြောက်လို့ပူပန်ကြတာမှန်ပါတယ်။စစ်ကောင်စီကိုအပြုတ်စော်စီခြင်းလို့ဂျာဂန်စစ်ဖြစ်ကမှဖြစ်ရောအပူပန်နေတော့ပါဘူးဆိုတာလည်းမှန်ပါတယ်။တကယ်ပူပန်ရမှာတွေက အမှန်တကယ်ရှိနေသေးတယ်ဆိုတာကိုလည်းမမေးချဖို့လိုပါတယ်။ကွက်ပြည့်နေဆုံးတရင်အချက်လက်စစ်ပွဲအခင်းချင်းအောက်မှာတမယိုးကျစစ်ပွဲကို ပုံစံတစ်နဲ့ဆင်နွယ်ရေးလို့ဆိုတယ်မဟုတ်လား။ပုံစံအစ်နဲ့စစ်ဆိုတာတမယိုးကျလက်နက်ကင်တိုက်ပွဲတွေမှာကွက်ပြည့်နေဆုံးတရင်အချက်လက်စစ်ပွဲတက်တက်လေဖြစ်နိုင်နေသေးတာကိုသတိကြီးကြီးထားနိုင်ကြဖို့လိုအပ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့အကတော့ဆီမမတ်တီတာစံချောင်းရဲ့ဂျာဂန်စစ်တဲလားဆိုတဲ့စောင်းပါဖြစ်ပါတယ်။မြမပြည်သူပြည်သားပေါင်းလည်းအ мян ဆုံးအေဂျန်တာယာလွတ်လပ်ပြီးတော့ကိုစိတ်နှပြကျမ်းမာချမ်းသာရှင်လန်းပါစေကြောင်းစွမ်မွန်ကောင်းထောင်းပေးလိုက်ရပါမယ်ခင်ဗျာ။